မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ညဝရီအရှုပ်တော်ပုံနိုင်ငံ27နိုင်ငံရှိလူပေါင်း1800ခန့်ညဝရီရှိကြားဖြန့်ခိုင်းများမှာနေဆက်ကိုဖျက်ကျော်ပြီးထွက်ပြေးလာကြသည်ဟုထိုင်းအာဏာပိုင်များကဆိုပါတယ်တတလုံးဖေးမှလာခဲ့သောစစ်အုပ်စုလက်အောက်ခံတပ်များမှဝင်ရောက်စီးနှင်းလာသည့်အခါတွင်တော့ခိုကိုရမဲဖြစ်ကထွက်ပြေးလာကြခြင်းဖြစ်ပါတယ်နောက်ထပ်2000ခန့်ထပ်ရောက်လာမည်ဟုလည်းထိုင်းဘက်ကမျှော်လင့်နေကြပါတယ် ဘန်ကောက်ပို့သတင်းကမူလာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီတရုတ်တို့ဂျင်းနက်စီယံဟန်ပြလှုပ်ခဲ့ကြခြင်းဖြစ်ပြီးနောက်ရက်တွင်ပောက်ကွဲသံများကြားလာရပြီးမိတော့ကြီးများထွက်လာသည်ကိုတွေ့ရသည်ဟုဆိုပါရယ်။ဤဒီကလည်းစေအုပ်စုမှ Clean at ဆိုသည့်သတင်းတပ်ပုံများထုတ်ပြန်နိုင်ရန် BGF ကိုလှုပ်ခိုင်းခြင်းဖြစ်ပုံရသည်ဟုလည်းရေးသားချပါရယ်။ Elon Musk ကအဆိုပါဒေတာရှိ Starlink အလုံး2500အားလိုင်းဖြတ်လိုက်ပြီးဆိုသောသတင်းကြောင့်၎င်းတို့လူ10ယောက်လောက်ဝင်စီပြီး တားလင်းအလုံး30လောက်တင်ခဲ့သည်ဆိုသောသတင်းကလူကြီးစရာဖြစ်သွားရသည်ခေါင်းဆောင်ဖြစ်သူတရုတ်တထင်းများကိုမူ VGF ခေါင်းဆောင်စောချစ်သူနှင့်အဖွဲ့ကလုံခြုံသည့်နေရာသို့ခေါ်ထုတ်သွားသည်ဟုသတင်းများထွက်ပေါ်နေသည်ဆေယုစုအဖိုကနိုင်ငံတွင်ပြည်သူများကိုဘုံကျဲတပ်ဖြတ်နေမှုရိုဟင်ဂျာအရေးနှင့်ကြားဖြန့်ခိုင်းများမှုလိုပေါက်အောင်ဖြစ်လာနေမှုမူရစေဝါအမြောက်များထွက်ရှိနေမှုဆိုသည့်ပြဿနာများကြားတွင်ဆက်၍မျက်နှာပြောင်တိုက်ခါရက်တည်နေခြင်းဖြစ်ပါသည် ထိုင်းသတင်းဓာတ်ပုံများတွင်တောင်ရင်မြစ်ကိုလက်ပြကူပြီးပြေးလာသောလူများကိုတွေ့ရသည်တရုတ်နိုင်ငံသားတအူရေးစီးနှင့်မျောပါသွားပြီးပျောက်ဆုံးနေသည်ဟုဆိုသည်တောက်ကြနှင့်တရုတ်ဝင်ဆယင်းဆရာများအရာထိုင်းတရုတ်အိန္ဒိယနေပေါ်ကင်ညာဗီယက်နမ်တိရီလင်ကာအီသီရိုပီးယားဘင်္ဂလားဒေ့ရှ်ဖိလစ်ပိုင် ပါကစ္စတန်နိုင်ငံသားစုစုပေါင်း1669ဦးထိုင်းမှတ်သို့ရောက်ရှိလာသည်၎င်းတို့အား AI ဖြင့်ဖန်တီးထားသောရုပ်ပုံများတုံး၍ အွန်လိုင်းမှာအာဖရိကဒူဘိုင်းနဲ့ကနေဒါမှအမျိုးသားအမျိုးသမီးများကို အချစ်ဇလန်များဖန်တီး၍ရှင်နီးမြုပ်နှံရန်လိမ့်လေခိုင်းကြသည်ဟုလွတ်မြောက်လာသူများကပြောသည်အမေရိကန်ဗန္နာရေးဝန်ကြီးဌာနကအရှိတောင်အာရှရှိစိုက်ဘာလိမ့်လေမှုလုပ်ငန်းသည်အမေရိကန်များ၏ဘဝလုံခြုံရေးနှင့်ငွေကြေးပိုင်ဆိုင်မှုများကိုချိန်ချောက်နေရုံသာမကလူထောင်ပေါင်းများစွာကိုလည်းခေတ်သစ်ကြုံမဝကိုရောက်အောင်ဖန်တီးနေသည်ဟုပြီးခဲ့တဲ့လကကြေညာချက်ထုတ်ပြန်ခဲ့သည် 2024တနှစ်ထဲတွင်ပင်အမေရိကန်နိုင်ငံသားများဒေါ်လာ10ဘီလီယံခန့်လိမ့်လည်ခံခဲ့ရသည်ဟုဆိုသည် KK ဘတ်တွင်သာကလတိုက်ကြောင်းဝင်ဆွဲသလိုဖြစ်သွားခဲ့တော့လေအနီးအနားရွှေခုတ်ကူတွင်မှပုံမှန်လဲပတ်နေစေဖြစ်ပြီးစစ်တပ်မှအင်အားယာချီချကလုံခြုံရေးပေးထားသည်ဟုဒေသခံများကသတင်းဌာနကိုပြောပါရယ်မြန်မာတနိုင်ငံတဲတွင်ပင်ဝင်းကြီးချန်ကြီးများဖြင့်စကမ်းပေါင်း28ခုရှိနေသည်။ကြားဖြန့်အရေးတွင်တရုတ်တို့မြည်တို့ပတ်သက်နေသည်ဆိုသည်ကို ဘန်နီဒစ်ရောဂျာမှာ American Foreign Policy မဂ္ဂဇင်းတွင် အခုလိုရေးသားထားသည်မြန်မာတွင်တရုတ်ရာဇဝတ်ကိုင်းများနှင့်စေအုပ်စုထောက်ခံနေသည့်လက်နက်ကိုင်အဖွဲ့များပူးတွဲလှုပ်ဆောင်နေပြီးစေအုပ်စုအား၎င်းတို့လူထုအပေါ်ဆင်နွှဲနေသည့်အကြမ်းဖက်မှုများသက်ဆိုးရှိအောင်ငွေကြေးပိုင်းအရပံ့ပိုးပေးနေသည်ရွှေကုတ်ကိုအားတရုတ်လောင်းကစားလုပ်ငန်းတထေးကြီးရှီဂျီချန်ကစတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်၎င်းသည့်တရုတ်စုရပိုင်ဂျီလင်းရထိုက်ကုမ္ပဏီအား တရှုလုပ်ငန်းများအတွက်တရုတ်ပြည်သူလုံခြုံရေးဌာနဤညွှန်ကြားချက်ဖြင့်ထီထောင်ပေးခဲ့ပြန်သည်ထို့အတွက်လည်းတရုတ်အစိုးရသည်နောက်ပိုင်းတွင်၎င်းနှင့်ခက်ခင်းခင်းနေခဲ့သည်နောက်ပိုင်းတွင်ရွှေကုတ်ကိုအားတရုတ်အစိုးရမှထိန်းချုပ်ရန်ကြိုးစားလာမှုကိုလက်မခံခဲ့သည့်အတွက်ထိုင်းတွင်အဖမ်းခံခဲ့ရသည်၎င်းကတရုတ်အစိုးရသည်ထိုင်းမြန်မာနယ်ခြားတွင်ကိုလိုနီဒေသတစ်ခုတည်ထောင်ရန်ကြိုးပမ်းလာမှုဟုပြောဆိုခဲ့သည်ကိုတရုတ်ဘက်ကငြင်းဆိုခဲ့သည်နောက်ပိုင်းတွင်စောချစ်သူနှင့်လက်ချင်းချိတ်လန့်ခဲ့သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏တရားဝင်ထုတ်ပြန်ကြေညာချက်များနှင့်၎င်းနိုင်ငံသားများ၏နိုင်ငံချက်ကျော်ရာဇဝတ်မှုလုပ်ငန်းများတွင်ပတ်သက်နေမှုသည်နေနေညလိုကြွားချနေသည်မရှင်းလင်းသည့်ကနိုင်ငံချက်ကျော်ရာဇဝတ်မှုများသည်တရုတ်အစိုးရမှမူဝါဒချမှတ်ပြီးခိုင်းစေထားသည်လားသောမဟုတ်နိုင်ငံတွင်အလွန်အမင်းဖြစ်ပွားလာနေသည့်အချင်းပြတ်ခြားစားမှုအထူးသဖြင့်တရုတ်စစ်တပ်အတွင်ခြားစားမှုများကြောင့်လာဆိုသည်ပင်ဖြစ်သည် ထို့သော၎င်းတို့နိုင်ငံသားများလိမ့်လေခံရကြုံပြုတ်ခံရမှုများကိုဒေါသတကြီးတုံ့ပြန်ခဲ့သည်ကအမှန်ပင်ဖြစ်သည်။ထို့သောထိုလို့ရများကြောင့်တရုတ်အစိုးရသည်ထိုကိစ္စများတွင်၎င်းတို့လက်များတန့်စင်နေသည်ဟုထင်ပါကကိုကိုကိုလှင့်စားနေခြင်းသာဖြစ်သည်။အဘယ်ကြောင့်ဆိုသောလူမျိုးတုံးတပ်ဖြတ်မှုများကျူးလွန်သည့်စေအုပ်စုအားအဖက်ဖက်မှထောက်ခံမှုပေးထားသည်မှာရှင်းလင်းထင်ရှားနေပြီးစေအုပ်စုသည်လည်းအဆိုပါရာဇဝတ်ကိုင်းများအားမိခိုနေရသည်မှာလည်း အငင်းပွားစရာမရှိအောင်ထင်ရှားနေသည်ပီချင်းသည်နောက်ဆုံးတွင် ထိုရဇဝိကိုင်းများအားဓာတ်ရိုက်မဟုတ်သည့်တိုင်တွဲဝိုက်ပြီးပန့်ဖို့ပေးခဲ့သည်ရှက်ခုအခါဖလော်ရီဒါအော်ရီဂွန်ရှိအသက်အရွယ်ကြီးရင်သောမုတ်ဆိုးမအမျိုးသမီးများဗန်ကူးဘာမီနီတိုဘာရှိလူငယ်များ ရော့ရှိုင်းရှာကွန်ဝေါ်ရှိပင်စင်စားများအွန်လိုင်းမှအလိန်ခံရသည်ထို့သောတကပါလုံးကိုချိန်ချောက်နေသည့်အွန်လိုင်းငွေလင်ခိုင်းများ၏ဗဟုချက်မှဖြစ်နေသည့်မြန်မာတွင်စေအုပ်စု၎င်းတို့အားထောက်ခံနေသည့်လက်နက်ကိုင်အဖွဲ့တရုတ်ရာဇဝတ်ခိုင်းများနှင့်ဘီဂျင်း၏ပတ်သက်နေသည့်အတိုင်းအတာအစရှိသည့်တို့အကြားပြည်ကူမြင့်လို့ရှက်တန်းနေသည့်အရှုပ်တော်ပုံကြီးအားမဖြစ်မနေစုံစမ်းဖော်ထုတ်ရတော်မူဖြစ်သည်ရှက်ခွက်ကမြန်မာတွင်တရုတ်၏ခြေရာလက်ရာများသည့်နက်နက်ရှိုင်းရှိုင်းဖြစ်လာနေ၍လွန်စွာအနေရညာလာနေသည် မြန်မာတွင်လူသက်ကွင်းကြီးဖြစ်နေသည်ကိုအရေးမထားတော့လေမိမိတို့နိုင်ငံများရှိလူကြီးလူငယ်မှန်သမျှမလုံမကြုံဖြစ်လာနေခြင်းကိုတော့ဖြစ်လူရှုထား၍မဖြစ်တော့ဟုရှင်းသားထားသည် ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးအကြက်ဖက်မြောင်းလိုင်းကတိုင်းမှုများအပါဝင်စစ်အရာရှိကြီး30နီးပါးကိုရှားတူနှစ်နေရာပြောင်းလဲများပြုလုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အကြံဖတ်စစ်ကောင်ဆောင်မြောင်းလိုက်ကတိုင်မှုများအပါဝင်စစ်ရာရှိကြီး30နီးပါးကိုရှာဒူးနှစ်နေရပြောင်းလဲများပြုလုပ်ကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်မြင့်နဲ့စီရီယံဖို့ကြီးစင်ရောကတရင်ဌာနကိုပြောကြားပါတယ်ရှမ်းပြည်နယ်တွင်တရားမဝင်ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများလုံခြုံပါဝင်ပတ်သက်မှုဖြင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဘိုးချုပ်နိုင်စောဦးကိုရှာတူးမှဖေရှားဖမ်းဆီးလိုက်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုအသည်အဖြစ်ဘုံမှုချုပ်ကျော်နိုင်ဦးစစ်တကတို့ DSC 40ကိုခန့်အပ်လိုက်ကြောင်းဘုံမှုချုပ်ကျော်နိုင်ဦးမှာရခင်မကွေးအခြေဆိုင်တပ်မ88ဤတပ်မမှုဖြစ်ခဲ့ကြောင်းသိရပါတယ်စစ်တကတို့အကြောင်းအုပ်ကြီးဘုံမှုချုပ်စိုးမြတ်တော် DSC 40ကိုမှအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုအဖြစ်ယာဒူးတိုးပြောင်းရွှေ့လိုက်ကြောင်း ကရင်ပြည်နယ်ကော့ကရိတ်အခြေစိုက်အမှတ်စနစ်စစ်ဆင်ရေးကိုကဲမှုဌာနချုပ်မှုဘုံမူကြီးသူရပြားလီ DSC 42ကိုစစ်တပ်ကတော်ကြောင့်အုပ်ကြီးအဖြစ်ရှာထူးထိုးပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်းသိရပါတယ်။ရှမ်းပြည်တမ71အင်းတိုင်မှဒုတိယတမမှုဘုံမူကြီးမြင့်ဟင်းကိုတမ88မကွေးဤတမမှုအဖြစ်၎င်းမော်လိုက်အခြေစိုက်အမှတ်30စစ်ဆင်ရေးကိုကဲမှုဌာနချုပ်ဤဌာနချုပ်မှုဘုံမူကျောက်အောင်ထေးကိုတမတော်ရှိတမတော်နီးပညာတက်ကတော်ကြောင်းအုပ်ကြီးအဖြစ်၎င်း ကောတောင်စစ်ဖြူဟာအခြေချစပါခစစ်ဖြူဟာမှဘုံမူးကြီးဟန်လင်းကိုမော်လိုက်အခြေဆိုင်အမှတ်30စစ်စင်ရေးကိုကဲမှုဌာနချုပ်ဤဌာနချုပ်မှုအဖြစ်၎င်းတက်မ66အင်းမဤတက်မမှုဘုံမူးချုပ်ကျော်စိုးလင်းကိုတမတော်သူနာပြုနှင့်စေဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်၎င်းပြောင်းရွှေ့ကြောင်းသိရပါတယ်အလားတူအမှတ်79စစ်စင်ရေးကိုကဲမှုဌာနချုပ်ဤ ဒုတိယဌာနချုပ်မှုဗိုလ်မှူးချုပ်ကောင်းစော်မြင့်ကိုတမ66တမမှုအဖြစ်၎င်းအမတ်20စစ်စင်ရေးကိုကဲမှုဌာနချုပ်ခမောက်ကြီးဤဌာနချုပ်မှုဗိုလ်မှူးချုပ်စေရလင်းကိုဘာထူးတမတော်ကြီးတိုက်ခိုက်ရေးတင်းနှံကြောင့်ဤကျောင်းအုပ်ကြီးအဖြစ်၎င်းစေရဒုခန့်ချုပ်ရုံးမှဗိုလ်မှူးချုပ်ရဲကောင်ကိုအမတ်20စစ်စင်ရေးကိုကဲမှုဌာနချုပ်ခမောက်ကြီးဤဌာနချုပ်မှုအဖြစ်၎င်းအမတ်ဆက်သုံးစစ်စင်ရေးကိုကဲမှုဌာနချုပ်မှစက္ခခမှုဘုံမှုချုပ်မင်းတီဟာကိုဘာထူးတက်မတော်ဘူတင်နှံကြောင့်ဤကြောင့်အုပ်ကြီးအဖြစ်၎င်း တမ89ဘကူဤဒုတိယတမမှုဘုံမူကြီးရဲဝင်းအောင်ကိုအမတ်ဆက်သုံးစစ်စင်ရေးကုတ်ခဲမှုဌာနချုပ်ဤစကခမှုအဖြစ်၎င်းအသီးသီးပြောင်းရွှေ့ကြောင်းသိရပါတယ်စစ်တွေအခြေစိုက်ဒေသကုတ်ခဲမှုစစ်ဌာနချုပ်မှဓာကဆမှုဘုံမူချုပ်နေမျိုးအောင်ကိုတမတော်အုပ်ချုပ်ရေးကြောင်းပြင်ဦးလွင်ဤကျောင်းအုပ်ကြီးအဖြစ်၎င်းစေဦးစီတက်ကတော်မှကျောင်းအုပ်ကြီးဘုံမူချုပ်စော်ထိုက်လက်ကိုစစ်တွေအခြေစိုက်ဒေသကုတ်ခဲမှုစစ်ဌာနချုပ်ဤဓာကဆမှုအဖြစ်၎င်းအမတ်ဆက်ခုနှစ်စစ်စင်ရေးကုတ်ခဲမှုဌာနချုပ်မှစကခမှု ဖော်မှုချုပ်ကြော်စွာလင်းကိုမော်ဘီဘိုတင်နန်ချောင်းဤကျောင်းအုပ်ကြီးအဖြစ်၎င်းကျောင်းမ55မှဒုတိယတက်မှမှုဖော်မှုကြီးမျိုးမြင့်ဦးကိုအမတ်ဆက်ခွနစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်ဤစကခါမှုအဖြစ်၎င်းနိုင်ငံတော်ကောက်ွယ်ရေးတက္ကသိုလ်နီးပြချုပ်မှုဖော်မှုချုပ်ကြော်စီဝင်းကိုတက်မှ44ခြိုက်ထိုးဤတက်မှမှုအဖြစ်၎င်းပြောင်းလဲလိုက်ကြောင်းသိရှိရပါသည် စစ်ဦးစီးတက္ကသိုလ်မှဘုံမူးချုပ်ကြော်ထင်ငိမ့်ကိုအမှတ်သုံးတက်မဟာမိုးကောက်ဤတက်မမှုအဖြစ်၎င်းစစ်ဦးစီးတက္ကသိုလ်မှဘုံမူးကြီးနေမျိုးကိုအရှိတောင်ပိုင်းတိုင်စစ်ဌာနချုပ်မော်လမြာဤဒုတိယတိုင်မှုအဖြစ်၎င်းမိုင်းတော်အခြေစိုက်စစ်ဖြူဟာအခြေချဖြူဟာမှုဘုံမူးချုပ်ကြော်ထင်ကိုအရှိမြောင်တိုင်စစ်ဌာနချုပ်လာရှိုဤတိုင်စစ်ဦးစီးချုပ်အဖြစ်၎င်းဖော်လက်ကဲအခြေစိုက်စစ်ဖြူဟာအခြေချစက္ကန့်မှဖြူဟာမှုဘုံမူးချုပ်အောင်စော်လွင်ကိုအနောက်မြောက်ပိုင်းတိုင်စစ်ဌာနချုပ်ဤ တိုင်းစစ်ဦးစီးချုပ်အဖြစ်၎င်းနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှဗိုလ်မှူးချုပ်အောင်ကိုသွင်းကို၎င်းနေရာများအသီးသီးပြောင်းရွှေ့ထားကြောင်းသိရပါတယ်စစ်တိုင်းမှုမျိုးဆက်သစ်တွေချထားပါပြီဘောလခဲစစ်ဖြူဟာမှုနဲ့ကရင်ခွင်တွေကစစ်ရေးအမျက်ရလာတဲ့အောင်ရှိတဲ့အထူးတွေမှလုံးပေးတာပါရပါခတိုင်းမှုကိုဖြုတ်ရင်းနဲ့တပောင်းနဲ့ဘုတ်ထွက်လိုက်တာပါစကခတုံမှုအင်တိုတန်အမှတ်နေရာလေးအသစ်ခန့်အပ်တာတွေ့ရပါတယ်စစ်ကြောင်းကအပုပ်တိုးတွေနေပြန်ထုတ်လန်းထည့်လို့ဆိုရမှာပါသူနာပြူကျောင်းအုပ်ကြီးစိုးညွန့်ကိုပါ ဖဲလိုက်ပြီဆိုတော့စတတ35တွေစပြီးအပြင်ထုတ်နေပြီလို့လည်းဆိုလို့ရပါတယ်။အမည်ထွက်နေတဲ့စကားခခြောက်မှုတိုင်မှုမပါသေးတာကိုလည်းတွေ့ရပါတယ်ခင်ဗျာဆိုတော့နောက်တစ်ပုတ်ရှိုံပဲဗျာ။ဒါအပြီးမဟုတ်သေးဘူးခင်ဗျာ။အခုကြောင်းအုပ်ဖြစ်နေတဲ့သူတွေနောက်တစ်ချိန်တိုင်မှုတည်ကြရတယ်ဗျာဟု CDM ဘူကြီးစင်ရောကပြောဆိုပါတယ်။မင်းအောင်လိုင်ကစစ်တပ်နဲ့ကျန်းဖို့ပါတီကိုထိန်းချုပ်ထားပြီးစစ်တပ်မှစစ်အရာရှိကြီးများကိုလည်းယာရူးတော်ဝင်များမှအနာပေးကကျန်းဖို့သူအစ်လွတ်ပြီးလွှတ်တော်ကိုစစ်လေလောင်များအဖြစ်ရွေးကောက်ပွဲဝင်ခိုင်းထားကြောင်း ကျန်းဖို့ပါတီသတင်းရှင်းပြများထံမှသိရပါတယ်။ကျမ့်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။